မင်္ဂလာပါခင်ဗျာကျောက်တန်းရှာနေကလေးဆိုဆိုပါတယ်ကျောက်တန်းရှာနေဟာဆိုလို့ရှိရင်မြန်မာနိုင်ငံအထက်မှာဖြစ်ပေါ်နေတဲ့တည်င်းထူးတည်င်းဦးတွေကိုတင်ဆက်ပေးနေတာကြောင့်စောင်းမြော်အပိနောက်ထောက်ကြဖို့အတွက်တောင်းဆိုပါရစေခင်ဗျာမင်္ဂလာပါကျွန်တော်မျိုးတွေအားလုံးပဲမင်္ဂလာပါအဲဒီနေ့တော့စင်မကောင်းစရာသတင်းလေးနဲ့စရမယ်เนาะကျွန်တော်တို့ရဲ့ညောင်ကျိုးရွာလေးပြာဝုံနီးပါးဖြစ်တော်မယ်ပြောမယ်ဆိုလို့ရှိရင်တော့တော်တော်များများကြီးကိုဖျက်ဆီးသွားပါပြီ အဲ့တော့ညောင်ကျိုးရွာအတွက်စိတ်မကောင်းလုံးဝဖြစ်ရတယ်သူပါတော့လည်းပဲဒီစေသူရတပုံနေအဲဒါမျိုးမြို့တွေရွာတွေကို အကာအကွယ်ယူပြီးတော့တိုက်ကွက်ဖော်နေမြတ်ကာလာပတ်လုံးကတော့ကျွန်တော်မြို့တွေရွာတွေပြည့်စည်နေမှာဖြစ်တော့အခုတော့ညောင်ကျိုးရွာရဲ့အခြေအနေပေါ့နော်အဲသူပါတော့လည်းပဲ ကြောင့်ကျိုးရောက်ကိုအလုံးစုံရပါပြီလို့ပြောထားသောခိုင်ဒုက္ခပေါ့နော်ခိုင်ဒုက္ခတော့ယနေ့ချိန်ထိမရသေးတဲ့အတွက်ကြောင့်မို့လို့ယနေ့ယနေ့ချိန်ထိပေါ့သူဒီလူလိန်တယောက်ဖြစ်နေသေးပါပဲဒါပေမဲ့တော့ပြောလို့မရဘူးလေနော်ဟိုမနှက်ပြန်တပတ်ခါသူလူလိန်ဘွားလွတ်ကောင်းလွတ်လိုက်မယ်သူပေါ့တော့လည်းပဲယနေ့ချိန်ထိကတော့ခိုင်ဒုက္ခဒီအဲလူလိန်တယောက်ဘွားမှာရှိနေတော့မှာပဲအဲ့တော့ဒီနေ့ညောင်ချိုးရဒီနေ့22ရက်နေ့ပေါ့နော် 22ရက်နေ့မှာလုံးဝထိတွေ့မှုမရှိပါဘူးမြေပြင်တက်ချင်းထိတွေ့မှုပေါ့နော်မရှိဘူးလို့ပြောရမှာပါအဲဒါပေမဲ့တော့ဒီနေ့နောက်ဆုံးရရှိတဲ့သတင်းတွေအရဆိုရှင်နတ်စင်နဲ့ညောင်ကြိုချားပေါ့အဲ့ဒီချားမှာ AA တွေကနေပြီးတော့စနိုက်ပါတွေနဲ့တက်ကိုလှမ်းထောက်ပြီးပစ်နေရရှိတယ်ပစ်တဲ့အတွက်ကြောင့်မို့လို့တက်ကလည်း drone တွေနဲ့ drone ဘုံချပြီးတော့နှိမ်နေတာရှိတယ်အဲစက်တက်လေဒီတွေနဲ့နှိမ်နေတာရှိတယ်အဲ့တော့သူတို့ဘက်ကလည်း ပြန်လာဆိုသလို drone တွေပြန်လာပါတယ်အဲ့တော့အဲ့တော့ပါတော့လဲပဲအဲအချိန်နေအဖြစ်ဒီနေ့22ရက်နေ့မှာလုံးဝအေးနေပါတယ်ထို့သူညောင်ကျိုးရွာကတော့ညောင်ကျိုးရွာခန်းစစ်ကတော့တက်မတော်ရဲ့အဲလက်အောက်မှာရှိနေသေးပါပဲစစ်တီတွေရွတ်ရွတ်ချွန်ချွန်နဲ့စစ်သွေးကြောတပုံတွေကိုချိန်မုံနေပါတယ်ထိတိုက်ထိတွေ့မှုမရှိတော့ညာလဲပဲ drone ဘုံတွေလက်နက်ကြီးတွေလမ်းပစ်နေရရောရှိတယ် အဲအဲ့တော့ညောင်ကျိုးရမကြသေးတဲ့အတွက်ကြောင့်မို့လို့ခိုင်ဒုက္ခတည်းလူလိန်ဘွားကမလွတ်သေးပါဘူးအဲ့တော့စောင့်ကြည့်ရမှာပေါ့ဗျာနော်သူလူလိန်ဘွားလွတ်တဲ့ခါကျလည်းလွတ်မှာပေါ့အဲတို့ပါတော့လည်းပဲညောင်ကျိုးရတော့ရဖို့သူတို့မလွယ်လောက်ပါဘူးဟုတ်ပြီအဲညောင်ကျိုးနဲ့ပဲပတ်သက်ပြီးတော့ထိခိုက်မှုတွေနဲ့ပြောရမယ်ဟေးဆိုလို့ရှိရင်တော့အဲမနေ့ကပေါ့27ရက်နေ့ကတော့အဲကိုဘကထိခိုက်မှုအနေနဲ့ပြောရမယ်ဆိုရင်อืมအဲ3ရောက်လောက်ကိုဘကကြားတယ် ရောက်20ကျော်လောက်ကိုဘက်ကတန်ဟရရတယ်ပေါ့။တပုံဘက်ကတော့ပိုးစုပ်ပဆက်ကြဆုံးများပါလေနော်။တည်ဆုံးမှုတွေတော်တော်များပါလေ။အထူးသူ ID မတိုင်ခင်20ရက်နေ့ကတော့ကိုဘက်ကတန်ဟရရတော့ပဲရှိပါလား။ကိုဘက်က3ရက်ပေးဆက်လိုက်ရတယ်လို့တော့ကြားသိထားရတယ်ပေါ့ဗျာနော်။အဲ့ဒါကတော့ညောင်ကျိုးရွာရဲ့ဖြစ်စဉ်ပေါ့။ညောင်ကျိုးရွာနဲ့ပတ်သက်ပြီးတော့အဲ့ဒီတော့ကြောင့်မလို့အခုချိန်ထိကပ္ပဆာတွေလုံကြုံသေးပါအုတ်ရှိပင်လုံကြုံသေးပါညောင်ချီတော့ လုံးကြုံစဲပါအားလုံးအားလုံးလုံးကြုံစဲပါအဲ့ကလည်းလက်နက်ကြီးတွေကောင်တာတွေအနေနဲ့ပြန်ပြစ်နေခတ်နေရရှိတဲ့အတွက်ကြောင့်မို့လို့အဲကျွန်တော်တို့အခုဒီသတင်းကိုစောင့်မျှော်နားဆင်နေတော့အားလုံးကိုပြောချင်တယ်စိတ်မကောင်းကြီးစွာနဲ့ပဲပြောရမှာပါနော်ညောင်ကျိုးရတဲ့ဒီနောက်ဖက်ပေါ့သူတို့ကအဲထမင်းဆိုင်နာမည်ကရွှေရိုးထမင်းဆိုင်ပေါ့နောက်ချမ်းရွှေရိုးထမင်းဆိုင်တဲ့အထိချမ်းကြီးပေါ့နောက်နောက်ပိုင်းတဲ့အထိဝင်လာပြီးတော့အဲတိုက်ကပ်ဖော်ဆောင်တယ်တိုက်ကပ်ဖော်ဆောင်တဲ့အခါမှာတော့ မနေ့ကမနက်ပိုင်းတည်းကအတကုံဖော်ဆောင်ခဲ့တယ်ဖော်ဆောင်ခဲ့တဲ့ဟာကအဲနှစ်နာရီလောက်ပတ်ဝန်းကျင်လောက်မှာတော့သူတို့တွေအားလုံးပြန်ဆုတ်သွားရတက်ကလည်းလုံးဝမညာပါဘူးအဲသူတို့တည်ထားမှာကညောင်ကျိုးရွာတည်သူတို့အတွက်ညောင်ကျိုးရွာပေါ့သူတို့သူတို့အတွက်ပေါ့ဒါတင်ညာလို့ပြောလို့ရပါတယ်အဲဒီတော့ကြောင့်လို့စောင့်ကြည့်ရမယ့်အခြေအနေရှိပေမဲ့တက်ကညောင်ကျိုးရွာလုံးဝကြစရာအကြောင်းမရှိဘူးလို့တော့ပြောရမှာပါဗျာနော်အဲလိုပဲပြောမှာကြစရာအကြောင်းမရှိပါဘူးအကောင်းဆုံးတက်ကခုခံသွားနိုင်မှာပါ အဲထို့သူညောင်ကျွေးရမတိုင်ခင်မှာရှိတဲ့ပကံခွဲရပကံခွဲရတို့နောက်တော့ဆွပြက်ရတို့ဆိုတာကတနည်းအားဖြင့်အဲ့ဒီကနေပြီးတော့အချင်းလူမျိုးချင်းတိုင်းသားတွေပေါ့နော်ဌာနေအဲဌာနေပေါ့ချင်းနေပေါ့အများစုနေထိုင်တယ်လို့ကြားသိရတယ်အဲ့တော့ဒီရွာတွေမှာတပုံဒီခိုအောင်ပြီးတော့ရှစ်လျှောက်ပြီးဒီတိုက်ပွဲတွေဖော်ဆောင်လာတယ်ပေါ့အဲ့လိုမျိုးပြောရမှာပါအဲ့တော့စိတ်မကောင်းဆိုတော့နောက်ဆုံးပြပြောပါမယ်ညောင်ကျွေးရလေပြဖြစ်သွားပါပြီ စင်မကောင်းစရာပါဟုတ်ပြီဒါကညောင်ကျိုးချင်တဲ့အားလုံးစောင့်မျှော်သိရှိခြင်းနဲ့ဒီတဲ့အတွက်ကြောင့်မလို့เนาะကျွန်တော်အနေနဲ့တေချာကိုအမ်ဒီအခြေအနေတွေကိုထောက်လန်းပြီးတော့ပြောရခြင်းဖြစ်ပါတယ်ဟုတ်ပြီနောက်ထပ်အဲကျွန်တော်တို့မြန်အောင်ကြံခင်းမြန်အောင်ကြံခင်းသတင်းအရဆိုလို့ရှိရင်တော့မြန်အောင်မှာအေအေကနေပြီးတော့ဝင်လာပြီးတော့ဗောနော်ဒေသခံတစ်ခုတ်သမားတွေကိုဆွဲသွားတယ်ဆွဲသွားအတွက်ကြောင့်မို့လို့ တက်ကထက်ချက်မကွာလိုက်ရှင်းတယ်လို့ကြားသိရတယ်အဲ့တော့အေကတော့ဒီရိုးကျွန်တော်တို့ရိုးမတောင်ချေမှာတော့တော်တော်လေးဟိုအခေါ်မစလို့ရှင်အာလူဘာဝနေပြီလို့ပြောလို့ရပါတယ်အဲ့တော့အဲ့တော့ကျွန်တော်တို့တက်ကလည်းထက်ချက်မကွာလိုက်ရှင်းနေပါတယ်ဒါက ARR တိုင်းမြန်အောင်နော်အဲအဲ့ဒီအခြေအနေပေါ့ဟုတ်ပြီနောက်ထပ်တနည်းအောင်ကျွန်တော်ဆက်ပြောရမယ်ဆိုလို့ရှိရင်တော့အမ်ရခိုင်ပြည်နယ်လေးကိုဆက်သွားအောင်ပါ ကျွန်တော်ဘာကြောင်ဆိုတော့ဒီစစ်သေးကြမီဒီယာတွေပေါ့အေးစစ်သေးကြအပြီးထောက်ခံတဲ့မီဒီယာတွေကပြောတာရှိတယ်။ကြောက်ဖြူကိုအရတိုက်နေပါလေဆိုတဲ့ပုံစံမျိုးပေါ့နော်။ကြောက်ဖြူကိုတိုက်နေတယ်သူတို့ပြောတဲ့ပုံစံအရဆိုရှင်တညာဝတီရေတက်ဌာနချုပ်ကြီးကိုတိုက်နေတယ်ဆိုပြီးတော့လော်နေရာရှိတယ်။ခိုင်သူခလို့ပါပဲနော်။ကြောင်ညောင်ချိုးကြပြီဆိုပြီးတော့လော်လိုက်သလိုပဲအဲသူတို့ကနောက်ထပ်ဒီစစ်သေးကြလော်ဘီတွေကလည်းလော်ထားတာရှိတယ်။တညာဝတီကြသွားပြီဆိုပြီးလော်ထားတာအဲကြသွားပြီဆိုတော့အကြသွားအောင်တိုက်နေပေါ့ဆိုလိုချင်တာကတညာဝီကိုရအောင်တိုက်နေတယ် ။တ냐ဝီကိုတိုက်တဲ့အချိန်မှာအဲဘယ်လိုခေါ်မလဲဆိုတော့ရက်တက်ရင်32ကနေပြီးတော့လာရောက်ပြီးတော့ဟိုအကူညီပေါ့နော်စစ်ကူလာပေးတယ်ထောက်ဖို့လာပေးတယ်ထောက်ဖို့လာပေးတော့အဲထောက်ဖို့လမ်းကြောင်းကိုပါတခါလေအေးအေးရဖြတ်တိုက်လိုက်တာဘယ်လိုဖြစ်သွားလဲဆိုပြီးတော့အမ်မဟုတ်မမှန်ပေါ့နော်အေးအေးရဲ့ထုံးစံတိုင်းပေါ့ဗျာနော်အရင်ဦးဆုံးသူတို့ကစိတ်သက်စစ်စင်ရဲ့လှုပ်နေကြတာပဲအမှန်တကယ်ကျွန်တော်မြည်ပြင်းတည်င်းအချိန်နေအစ်စ်မှန်ကတော့ရက်တရင်30နှစ်ဆိုတာတ냐ဝီရဲ့အရှိပေါ့ကျွန်တော်တို့ လောက်မှရှိမယ်ဆိုရင်အနည်းဆုံး9မိုင်လောက်မှရှိတယ်9မိုင်လောက်ပါရှိတယ်အရက်တရင်32ကနေရရှေ့ကိုဆက်သွားလို့ရှိရင်နောက်ထပ်10မိုင်လောက်ရှိတယ်အဲ့ဒီ10မိုင်လောက်မှာကအေးအေးသဘုံလေးခိုးအောင်ပြီးတော့ဟိုနှောက်ရှက်ပြစ်ခတ်နေရရှိတယ်အဲ့တော့တ냐ပရိရေတက်ဌာနချုပ်နဲ့ကျွန်တော်တို့အဲဘယ်လိုခေါ်မလဲအေးအေးလက်ရှိရှိနေတဲ့နေရာဟာဆိုလို့ရှိရင်မရှိဘူးဆိုလို့ရှိရင်အနည်းဆုံး -10 အကွာပါတယ် -10 အကွာမှာရှိပါသေးတယ်နော်အဲ့ဒါကြောင့်မို့လို့ရေတက်ဌာနချုပ် AACC ရေခဲပါဘာမှ ဘာမှမဖြစ်ပါဘူးဘာမှလည်းဟိုစေရေးအဖြစ် ကြည်စံတတောင်းတော့မှမကြသေးပါဘူးเนาะအဲ့ဒါကနံပါတ်၁ချက်အဓိကရင်ဆိုင်နေရတော့ရဲတရင်30ကတော့ရင်ဆိုင်နေရတဲ့အတိုင်းသားရှိတယ်။ဘာကြောင့်လဲဆိုရဲတရင်30ကအေအေကနေပြီးတော့ရန်တန်ပန်းသန်းနဲ့ဒီပေါ့เนาะရဲတရင်တဲ့ကိုတရင်တဲ့ကိုအာလှမ်းပြီးတော့လက်နက်ကြီးတွေနဲ့သွေးတို့ဆမ်းပြီးပြစ်နေတာရှိတယ်။အဲ့တော့သူတို့ကပြစ်ရင်ကိုယ့်ဘက်ကကောင်တာပြန်ပြစ်တယ်။ ဲ့လိုမျိုးတယောက်နဲ့တယောက်သွေးတိုးဆန်းတဲ့အဆင့်နဲ့ရှိပါသေးတယ်။ကြောက်ဖြူကကြောက်ဖြူမှာအေးအေးသည်ဘာအဆင့်မှမရှိသေးပါဘူး။ကြောက်ဖြူကိုဘာမှလည်းမရသေးဘူး၊ကတ်လို့လည်းမရသေးဘူးနော်။ကတ်ဖို့မပြောပါနဲ့။အဲသူတို့ရဲ့စခန်းကုန်းတွေတော့မှအခုချိန်ထိဆိုတိန့်ခံရတာတကုံးပြီးတကုံးတိန့်ခံနေရတာရှိရနော်။အဲ့ဒီတော့ကြမို့လို့ကြောက်ဖြူသည်အဲ့တို့ပြောနေတယ်လို့မျိုးတညဝီကိုတိုက်နေပြီတညဝီကိုလာတဲ့ဒါကာကင်းအဲဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ထောက်ဖို့လမ်းကြောင်းကိုအေအေကဖြတ်တိုက်တယ်ဆိုတာကလုံးဝအလွဲအမှားတွေပါအ ရတရင်32ကိုတော့မှသူတို့အဝေးကနေပြီးတော့ပဲရန်တန်ပန်တန်ပြစ်တာပဲရှိပါသေးတယ်။သူတို့ရန်တန်ပန်တန်ပြစ်လိုက်တိုင်းမှာရတရင်ကနေပြီးတော့တခါတည်းဟိုကောင်တာတွေနဲ့ပြန်ဆော်တယ်။သူတို့တလုံးပြစ်အလုံး20လောက်အဲ့ဘက်ခြံပြန်ဆော်တယ်။အဲ့တော့အဲသူတို့တွေခိုးအောင်တဲ့နေရာပတ်ဝန်းကျင်မှာရှိတဲ့သူတွေကတော့မပြေသောခံရရှိဆိုတဲ့ပုံစံမျိုးတော့ဖြစ်နေတာပေါ့ဗျာနော်။အဲ့တော့တော့လည်းကျွန်တော်တို့စိတ်မကောင်းဖြစ်ရပါတယ်။ဒါကကြောက်ဖြူအခြေအနေပေါ့နော်။ရတရင်32အခြေအနေနဲ့ကလည်း အဲ့တို့ရန်တမ်းပန်းတမ်းပြစ်လိုက်တဲ့ဒီလက်နက်ကြီးကဘာမှထိရောက်မှုမရှိပါဘူးเนาะထိရောက်မှုလည်းမရှိရအတွက်ကြောင့်မို့လို့အာပြောရမဆိုရင်ရက်တိုင်30နှစ်လဲ AACC ပါပဲအဲ့တော့ကြောက်ဖြူကိုရဖို့နေနေတတ်တာကြောက်ဖြူနာကတ်ဖို့နေနေတတ်တာဆိုလိုချင်တာကအခုလက်ရှိရှေ့ဆုံးမှာရှိနေတော့ဒီတက်ရင်းနဲ့တော့မှာပဲသူတို့ဟာအနည်းဆုံး10မဟိုဘာမှမဆို10မိုင်လောက်မှာ10မိုင်လောက်မှာသူတို့ရှိနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဝေးကြီးအဝေးကြီးအဝေးကြီးရှိပါသေးတယ်ကြောက်ဖြူနဲ့ပတ်သက်လာလို့ရှိရင် လားကြောက်ပြင်းတဲ့ဘက်ဆိုင်အသေးစိတ်ကတော့ကျွန်တော်အဲစစ်သည်အခြေအနေမှာကျွန်တော်အနေနဲ့မပြောသေးဘူးအသေးစိတ်ပြောစရာရှိသေးတယ်အလားကဂိတ်တွေဂိတ်တွေဂိတ်တွေအခြေအနေပေါ့နော်ကျွန်တော်မပြောခင်အာစင်ညင်းနေတာလေးအစင်ချင်ပါနော်ကျွန်တော်တို့ကြောက်ပြူကြောက်လုံးဂိတ်ကြောက်လုံးဂိတ်ကြောက်လို့ရှိရင်နောက်ထပ်ကျွန်တော်တို့ဒီအဲ EPC တို့နော် MOG တို့အဲအဲ့ဒီဂိတ်တွေဂိတ်တွေအစင်စင်နော်နောက်ထပ်ဒီဂိတ်တွေအထိကျွန်တော်တို့ဆက်လက်ပြီးတော့ပြောဖို့ရှိတယ်မပြောခင်လေးအစင်ချင်ပါကောင်းပါလေဘာမှဘာမှတော့ထွေထူးပြီးတော့ပြောစရာမရှိသေးဘူးနော် တုံတောင်တွေကဘာမှမဖြစ်လို့အဲသို့ပါတော့လည်းပဲစင်ကျင်တင်တာစင်ကျင်နာပါလို့ပဲပြောချင်ပါတယ်ကြာနော်မပြောပါစေနဲ့ဟုတ်ပြီအဲ့ဒါကနောက်ထပ်အာကြောက်ဖြူအချိန်နေပေါ့နော်အဲစစ်တွေအချိန်နေစစ်တွေအချိန်နေလဲသူတို့ကတည့်တဲ့အချိန်ပေါ့ဗျာအေအေကအဲ6လန့်သွေးတိုးဆန်းနေတာရှိတယ်အဲသို့ပါတော့လည်းပဲစစ်တွေလဲကြောက်ဖြူကြီးလကောင်းပါပဲအဲစစ်တွေကလည်းသူတို့ကိုတလုံးပြစ်မဲ့မကြံနဲ့နော်တလုံးပြစ်မဲ့ကြံလို့ရှိရင်အဲ့ဒီနေရာကအတွဲလိုက်ဝင်တာဗျာနော် အဲ့တော့ကြောင့်မို့အေအေကဝေဝေးကနေချောင်းပြစ်နေချောင်းကြည့်ပြုံးပြအဆင်မရှိပါသေးတယ်အဲ့တော့ကြောက်ဖြူနဲ့ပတ်သက်လာလို့ရှိရင်เนาะကျွန်တော်တို့ပုံနာကျွန်းကြောက်ဖြူနဲ့အဲကြောက်ဖြူဖြစ်ပါတယ် sorry စစ်တွေနဲ့အဲတိတ်မလန်းမကန်းမှာရှိနေတော့အဲကျွန်တော်ပါလိရှိမယ်ဆိုရင်ပုံနာကျွန်းတို့เนาะရသေးတောင်တို့ဟုတ်လားနောက်ထပ်ပေါတော့တို့အဲအဲ့ဒါတွေရှိတာဟုတ်အဲ့ဒီအခြေအဲ့ဒီနေရာတွေကနေပြီးတော့အေအေကချောင်းနေတာကြောက်ဖြူနောက်ကအဲကြောက်ဖြူဖြစ်စစ်တွေနောက်ကိုကတ်လို့ရလို့ရညာချောင်းနေတာ ို့ပါတော့လဲတက်ကလေးဘာလဲအချက်လက်တွေဘယ်လိုရလဲတော့မသိဘူးနော်ပြီးခဲ့တဲ့လေးပြီးခဲ့တဲ့ပြီးခဲ့တဲ့အခေါက်မှာကျွန်တော်ပြောခဲ့တယ်နော်ဒါမှမဟုတ်တိုက်ဆိုင်နေတာတွေရှိတယ်ကျွန်တော်ဒါသုံးသက်ချက်ပါကျွန်တော်စစ်တပ်နဲ့ဘာမှအဆက်အသွယ်နဲ့မရှိဘူးို့ပါတော့လဲပဲကျွန်တော်ကနိုင်ငံတော်မှာပြည်စည်းရေးအတွက်နော်နိုင်ငံတော်မှာပြည်စည်းရေးပြည်သူလူထုစစ်ဘေးမရှောင်ရရေးအတွက်ကြောင့်မို့လို့အဲ့လိုမျိုးပေါ့အဲ့ဒီအဲရီမန်ချက်တွေအဲ့ဒီခံယူချက်တွေနဲ့ကျွန်တော်ဒီတက်မတော်နဲ့ရက်တီတဲ့သူတယောက်ဖြစ်တယ်အဲ့တော့ အဲစီရေးစီရာတွေကိုကျွန်တော်လေ့လာလဲသုံးသပ်တယ်အဲ့တော့ကျွန်တော်စနပြောသလိုအဲပြီးခဲ့တစ်ခေါက်ကကျွန်တော်ပြောခဲ့သလိုအဲအာနိုင်ငံကြီးတွေနဲ့ဖလဲတကင်းလုံခြုံရေးကုမ္ပဏီတွေလက်မှတ်ထိုးထားခြင်းဟာအမ် the commerce of ee အနေနဲ့တတော်ကြီးကိုအာရုံတဲ့ဘက်ကိုရောက်သွားပြီလို့ပြောချင်တာပေါ့ဗျာနော်အဲ့တော့အတွက်ကြောင့်မို့လို့အဲကြောက်ဖြူကိုလည်းကတ်လို့တော့မရပါဘူးနော် အဲ့တော့စစ်တွေကိုလည်းကတ်ဖို့မပြောပါနဲ့စစ်တွေနဲ့မှန်လားမကားမှရှိနေတဲ့မြို့တွေဖြစ်တဲ့ဆိုတော့ကအာပုံနာကျွန်းတို့ရသေးတောင်တို့ဟာပေါတော်တို့မှရှိနေတဲ့ရွာတွေပေါ့အဲ့ဒီရွာတွေကလည်းစစ်တပ်ကတပုံခုမှန်းသေးတဲ့အတွက်ကြောင့်မို့လို့စီရေးပြတ်မှတ်တွေကိုလမ်းကြီးရော လမ်းပြီးတော့နယ်မြေရှင်းပစ်ခတ်ထားတယ်အဲ့တော့အဲ့ဒီရွာတွေမှာတည်သူတွေကမရှိတော့ဘူးတည်သူတွေမရှိတော့ကြာပြီသူတိုက်ပွဲစားဖို့ပဲလေစစ်တွေကိုတိုက်မယ်ဆိုရဲအဲ့ဒီရွာတွေမှာစစ်ပေးရှောင်သွားကြပြီအဲ့တော့စစ်ပေးရှောင်သွားပြီဘာမှ ဘသူမှမရှိတဲ့ရွာကိုဘာကြောက်ပြရတလဲဟုတ်တော့အဲ့တော့အဲဒီနေ့ဆိုလို့ရှိရင်သူတို့ဘက်ကသတင်းမီဒီယာတွေကိုယ်တိုင်ကဝင်ခန့်လာပါတယ်เนาะဒီပုံနာကျွန်းရွာပေါ့ပုံနာကျွန်းကရွာရဲ့เนาะအဲနောက်ထပ်ပေါတော့ကရွာရဲ့အဲ့ဒီနေရာတွေကိုเนาะလမ်းပြီးတော့ပြစ်တယ်လို့လေရင်နဲ့ပေါင်900ဘုံတွေကျဲသွားပါတယ်တဲ့ကျဲသွားအတွက်ကြောင့်မို့လို့ဟိုထိခိုက်ပါဒီထိခိုက်ပါတော့အော်တော့ပြန်เนาะတော်ပါဆိုလဲဒီရွာတွေကတကယ် empty ပါဘာလို့ဘာမှမရှိတော့ပါဘူးရှိနေရင်လည်းဒီဟာတွေက အဲအေစစ်သွေးကြနေတဲ့စစ်တွေကိုတောင်ကချောင်းလိုက်မြောက်ကချောင်းလိုက်သူတို့ကစစ်တွေဝင်ပေါက်မှမရှိတာเนาะစစ်တွေဝင်ပေါက်ဆိုလို့အဲကျွန်တော်တို့ဒီရက်သားရံဆောင်လုံးဝင်လို့မရဘူးအဲ့တော့အတွင်းကဖျဲသီးမရှိဘဲနဲ့စစ်တွေမကြပါဘူးเนาะကြံတဲ့နေရာတွေကြားခဲ့ဆိုတာတကယ်ဖျဲသီးတွေဖျဲသီးတွေကြောက်ကြားခဲ့တာပါစစ်တွေဖျဲသီးမရှိရင်မကြောက်ဘူးเนาะထို့တူကျွန်တော်တို့ဒီကြောက်ဖြူဖျဲသီးမရှိရင်လုံးဝမကြောက်ဘူးအဲ့တော့အခုဗမော်ချင်းနေ ဖယဲသီးမရှိလုံးဝမကြောက်နော်အဲ့တော့ဖယဲသီးသားလေးအဓိကဖြစ်နေဒါလေးကတော့တက်မလို့မှာနည်းနည်းပေါ့ဟိုစစ်စေးကြည့်ရှုရမယ့်တိုင်းတာဖြစ်တယ်ဟုတ်ပြီကျွန်တော်ဒီနေ့ပြောခဲ့တာဆိုရှင်ညောင်ကျိုးအခြေအနေကျွန်တော်ပြောခဲ့ပြီးပြီအဲ AOD တိုင်းကမြန်အောင်အခြေအနေကျွန်တော်တို့ပြောခဲ့ပါတယ်နော်မြန်အောင်ကိုကျွန်တော်အဲပြောဆိုရတဲ့ကကျွန်တော်ပြောထားခဲ့တာရှိပေမဲ့ဒီနေ့အထူးတလဲအနေနဲ့ AA ကတက်ခုတ်သမားတွေကိုဆွဲသွားတဲ့အတွက်ကြောင့်မို့လို့တက်ကထက်ချက်မကွာလိုက်ရှင်းနေရတယ်အဲ့တော့အဲ့ဒီအခြေအနေတွေရှိတယ် ဟုတ်ပြီစစ်တွေနဲ့ကြောက်ဖြူကိုကျွန်တော်အနေနဲ့ပြောပြီးသွားပြီဆိုတဲ့အခါကျတော့အဲ